ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အပိတ်၃လုံးဓာတ်နည်းကိုတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ရှေ့အပီဒီယိုမှာထိုက်စီ၃လုံးအလေထိန်၃လုံးကိုတင်ပြထားပြီးဖြစ်တယ်ဗောနော်ဒီမှာတော့ကျွန်တော်တို့အပိတ်၃နည်းကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီ63အပိတ်ကဏ္ဍ၃လုံးဖြစ်ပါတယ်သူရှားပြီးတော့တာက336ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ6အပိတ်ဖြစ်ပါတယ် ်နံပါတ်2မှာလည်းကျွန်တော်20အရာရှောက်တိ3အပိပဲထပ်ပြီးရတာဖြစ်ပါတယ်ပေါ့နော်ခဏနေကြနေအဲ20ရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဒီရှောက်တိ3အပိမှာတော့တော်များ၄တိဆိုတဲ့အတွက်ဒီအပိဖြစ်ပါတယ်တောင်းညာလေးတည်ပြီးတော့နောက်ထပ်တစ်ပင်မှာခွန်နှစ်လေးအပိတ်ထဲကဒူရှာရာပိထားတာကတောင်းညာလေးတည်ပြီးတော့ရှစ်လျှောက်ခွန်ဖြစ်ပါတယ်ခွန်နှစ်လေးအပိတ်ထဲကခွန်နှစ်အပိတ်ရှစ်လျှောက်ခွန်ဖြစ်ပါတယ် ခွန်တလုံးအပိုင်းချပေးသွားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်နံပါတ်၄ပေါ့နော်နံပါတ်၄မှာတော့အလျှောက်တုံးအပိုင်းရတာဖြစ်ပါတယ်ရှင်းလျှောက်ခွန်ပြီးတော့၆ဒုံည၆ဖြစ်ပါတယ်၆အပိုင်းဖြစ်ပါတယ်ခင်ဗျာနံပါတ်၅ပေါ့နော်နံပါတ်၅မှာဆိုရင်ခွန်နေလေးအပိတ်၃လုံးစကြီးရတာဖြစ်ပါတယ်၆ဒုံည၆ပြီးတော့၆၆နှစ်ဖြစ်ပါတယ်နှစ်တလုံးအပိတ်ဖြစ်ပါတယ်ခင်ဗျာ โอเคนัมเบอร์6ဒီတွဲနည်းအရာ9တုံများနည်းအပိတ်စုပြီးရတာဖြစ်ပါတယ်။ရှောင်းရှောင်းနေပြီးတော့ရှောင်းရှောင်း9ဖြစ်ပါတယ်။ငါအပိတ်ပေါ့နော်ငါတုံများနည်းထဲက9သလုံးအပိတ်ခြားပြီးသွားတာဖြစ်ပါတယ်။နံပါတ်9နံပါတ်9မှာတွဲနည်းအရာ29အပိတ်3လုံးရတာဖြစ်ပါတယ်။ရှောင်းရှောင်း9ပြီးတော့9 6နည်းဖြစ်ပါတယ်။ဒါကြောင့်မို့29ထဲက9သလုံးအပိတ်ဖြစ်ပါတယ်။ နံပါတ်7မှာတော့ဒဏ်ရရာ၄ခုတိအပိရာဖြစ်ပါတယ်ကိုရှောင်းနေပြီးတော့ဒုံညာလေးလေးဖြစ်ပါတယ်ဒါကြောင့်မို့လေးအပိဖြစ်ပါတယ်ခင်ဗျာနံပါတ်9လေးခုတိအပိပဲထပ်ပြီးရာဖြစ်ပါတယ်ဒုံညာလေးလေးပြီးတော့နိနိတိဖြစ်ပါတယ်ဒီတလုံးအပိဖြစ်တယ်ဗောနောနံပါတ်10နံပါတ်10မှာတော့ဇွန်ဒီအရာ၈၃၅အပိရာဖြစ်ပါတယ် နိနေတည်ပြီးတော့843ပါနော်843ဆိုတဲ့အတွက်၃ဇလုံးအပိတ်ဖြစ်ပါတယ်။နံပါတ်7မှာတော့ကျွန်တော်တို့ဒွနိအရာ383ညာအပိတ်3ရတာဖြစ်ပါတယ်။843ပြီးတော့863ပါနော်၃ဇလုံးအပိတ်ထပ်ပြီးဖြစ်ပါတယ်။ကိုယ်လေးရှောက်အပိတ်၃လုံးထဲကသူရှားပြီးတော့တာကရှစ်ရှောက်၃ပြီးတော့နှစ်တော်ညာ၉ဖြစ်ပါတယ်။၉အပိတ်ဖြစ်ပါတယ်ခင်ဗျာ။ နံပါတ်73မှာဆိုရင်ကျွန်တော်တနည်းအရာ၄ခုတိအပိတ်တုံးလုံးရှာတာဖြစ်ပါတယ်ခွန်ခွန်9ပါနော်9အပိတ်ဖြစ်ပါတယ်နံပါတ်74မှာဆိုရင်3ချစ်3ညာအပိတ်တုံးလုံးဆိုပြီးရတာဖြစ်ပါတယ်ခွန်ခွန်9ပြီးတော့နောက်ထပ်တစ်ပြင်မှာခွန်3ညာ3ညာဆိုရတဲ့3ညာအပိတ်ဖြစ်ပါတယ်နံပါတ်75မှာဆိုရင်3ညာ9ခွန်အပိတ်ဆိုပြီးရတာဖြစ်ပါတယ် ခွန်တုံညာတုံညာပြီးတော့3006ချပေးတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်အဲ့မှာခုနှစ်အပိတ်ဖြစ်ပါတယ်နံပါတ်16ပါဆိုရင်တနည်းအရာ49တိအပိတ်ဆိုပြီးရတာဖြစ်ပါတယ်49တိအပိတ်ထဲက3006ပြီးတော့694ဗောနော်694ဆိုတဲ့အတွက်အဲ့ဒီ49တိထဲက၄တလုံးအပိတ်ဖြစ်ပါတယ်၄ကို၈ကိုလေးပြီးတော့ 963ပေါ့နော်963 3အပိရတဲ့ခါလေးကိုကျွန်တော်မိတ်ဆွေနောက်ကိုတနည်းနဲ့ကွာချင်းပြပြီးတော့မှာဖြစ်ပါတယ်ဒီအပိသုံးလုံးပြီးရင်ကျွန်တော်ဒီနှစ်ပိမှာအပိလေးလုံးတနည်းကိုလည်းတင်ပြီးတော့မှာဖြစ်ပါတယ်ပေါ့နော်ရှောင်းတုံညာချောင်းရှောင်းရှောင်းနဲ့ရှောင်းရှောင်းကကိုရှောင်းနဲ့တုံညာလေးလေးနင်းနေတဲ့ရှစ်လေးသုံးဆိုပြီးတော့ဒီလိုလေးတောက်ချောင်းအပိတ်သုံးလုံးပေးနေတာဖြစ်ပါတယ်ဗောနော် โอเคကျွန်တော်တို့ဒီ6ချက်အတွက်ထပ်ပြီးတော့ခြားပြီးသွားမလားဆိုတာလေးကိုတွေ့ပြပြီးသွားမှာဖြစ်ပါတယ်။โอเคဒီနေ့အသိပဲအတွက်ယူထားခြင်းဖြစ်ပါတယ်ပေါ့နော်အပိတ်၃လုံးဖြစ်ပါတယ်။โอเคတွေ့ရယူတဲ့နေ့ကဒီ6နဲ့ဒီ9နဲ့ပေါင်းတာ15ဖြစ်ပါတယ်9ပြီးမယ်ပေါ့နော်၃ညတစ်ချိန်ဒီ6နဲ့ချိန်ဟာ7နဲ့ဒီ9နဲ့ပေါင်းရင်9ဖြစ်ပါတယ်။ တုံညာနဲ့ချင်းတုံညာပြီးရင်နင်းနဲ့ထပ်ပေါင်းထားတာဖြစ်တယ်ဗောနော။ဒါဆိုရင်ငါးနဲ့ခွန်ပေါင်းတာကစနစ်နင်းနဲ့နှစ်ပေါင်း၄ရာတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီ၄ကိုနောက်ထပ်ငါးနဲ့ထပ်ပေါင်းတာဖြစ်တယ်ဗောနော်။၄၅ပေါင်း၉၉ကိုနင်းနဲ့ပေါင်းတာ၁၁လေကိုတအပိတ်၃လုံးစပီးရတာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာ၈၉လေးဆိုတဲ့အတွက်ကျွန်တော်ဒီမှာ၄လေးလုံးအပိတ်ဖြစ်ပါတယ်ဗောနော်လေကိုတထက်က၄အပိတ် 694ဖြစ်ပါတယ်။ဒါကြောင့်မို့နံပါတ်စဉ်76မှာ၄9တိအပိရှိပြီးပြထားတယ်ဗောနော်။ဒီ9633အပိရှာပြီးသွားတဲ့ဟာကိုထပ်ပြီးတွက်ပြမှာဖြစ်ပါတယ်။ဒီကဘဝယူတဲ့နေ့တိုင်းပဲ89ပေါင်းနာဆက်ခွန်ဒီ၄ကတစ်ကြိမ်ဗောနော်9ကြိမ်ဆက်၄48ပေါင်းနာဆက်နှစ်ဖြစ်ပါတယ်။ဆက်နှစ်ဗောနော်နေပေးကြည့်မယ်။ဒီ69ပေါင်းနာဆက်သေးဒီနေ့နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ ခွန်ရနေ့ရပေါင်းရှင်ကိုကိုကိုတက်ပေါင်းတစ်စိပေါ့နော်လေးနဲ့နေ့ပေါင်းရှင်6ဆိုတဲ့အတွက်6ကိုလေကျွန်တော်တို့အပေါ်ကနေ့အတိုင်းပဲ9နဲ့ထပ်ပေါင်းတာဆိုရင်6ကို9ပေါင်းတာ7 1တက်ကိုနေ့ပေါင်း3 6 3 3အပိတ်ဖြစ်ပါတယ်နောက်ထပ်တစ်ပြည့်မှာ9 6 3ဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်မို့3အပိတ်ဖြစ်ပါတယ်3အပိတ်9 6 3ပေါ့နော် 633အပိတ်မှာ963အပိတ်963အပိတ်ဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ဒါဆိုရင်ဒီနေ့အတိုင်းတာထပ်ပြီးရှားပြီးတော့မလားဗောနော်ကျွန်တော်6ကြိမ်အတွက်ထပ်ပြီးတော့တွေ့ပြပေးတော့မှာဖြစ်ပါတယ်โอเคဒီမှာဆိုရင်တနည်းအရာခုနဲ့6နဲ့ပေါင်းရတာ73ပါเนาะဒီနှစ်ကတစ်ကြိမ်ဒီ၄နှစ်ကြိမ်က8 8ကို9နဲ့ပေါင်းရင်73 3မိကြီးမှာဖြစ်ပါတယ်3နဲ့3မြောင်းနဲ့ပေါင်း နင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။သုံးနဲ့နင်းနဲ့ပေါင်းချင်း၅ဖြစ်ပါတယ်။နောက်ထပ်ဒီအနောက်ကသုံးနဲ့နင်းပေါင်း၅တစ်စီဖြစ်သွားတယ်ပေါ့နော်။ဆိုတော့ဒီမှာသုံးတလုံးကြာနေတဲ့အတွက်သုံးကို၅နဲ့ပေါင်းရင်၈သုံးကို၅ပေါင်းရင်၈ပေါ့နော်။၈ကို ကျွန်တော်နင်းနဲ့ထပ်ပေါင်းတာက၃ညဆိုတော့ပဲနီအရာတော့၃၃ညအပိတ်ဆိုပြီးရနေတာဖြစ်ပါတယ်။ဆက်ပြီးတော့ပေးမပေးကျွန်တော်စောင့်ကြည့်ရမှာပဲပေါ့နော်။၈ကိုလေ 963ဒီတစ်ပတ်မှာတနည်းအရ383ညအပိတ်ဆိုပြီးရနေတာဖြစ်ပါတယ်။တနည်းအရပေါ့နော်ဆက်ပြီးတော့ပေးသွားနိုင်တယ်လို့ဖောက်လဲဖောက်သွားတတ်တဲ့အတွက်ကြောင့်မို့အသုံးပြတဲ့အခါမှာကျေးဇူးပြုပြီးမိတ်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါအတည်ပြုပါပါနော်။နောက်ထပ်ကျွန်တော်အပိတ်လေးလုံးပြပေးသွားမှာဖြစ်ပါတယ်။ဒီလေး၈နှစ်၉လနှစ်တပင်ကနေတပြပေးသွားမယ်ပါနော်။၉လနှစ်တပင်ကနေ ုံညာလေးလေးရှားပြီးသွားတဲ့တပင်ကိုတက်ပြမှာဖြစ်ပါတယ်။ယူရေနီကဒီလေးရှင်းနှစ်ကရှစ်တလုံးကို၃ချိန်ပေါင်းပြီးတော့နောက်ထပ်၉နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်။၈၃၂၄လေးနဲ့၉ပေါင်းမှာ၃ပေါ့နော်၃လေးလေးကို၂ပေါင်းရှင်း၆ရှောက်ကို၃ပေါင်းရှင်း၉၃၄၆၉၉အပိတ်ထဲကနောက်ထပ်တပင်မှာတုံညာလေးလေးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီလေးလုံးထဲကလေးတစ်လုံးအပိတ်ချပေးသွားတယ်ပေါ့နော် ်လေးအပိတ်တောင်ညာလေးလေးအဲ့ဒီတောင်ညာလေးလေးဒီပင်ကနေအပေါ်ကယူတဲ့နေ့တိုင်းပဲဆိုရင်ဒီ၃ကို၃ချိန်ပေါင်းပြီးတော့၉နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်33လီ99နဲ့9ပေါင်း18 89 9 9 17 13 3ပေါင်း4 89 14တဲ့ကသူချပေးတော့တာ2 2 1ဖြစ်ပါတယ်18 9 1ပေါ့နော်တိအပိတ်ဖြစ်ပါတယ် နင်းနီတီတပင်ကနေကျွန်တော်ရှစ်လေးသုံးချပီတော်ဒီတပင်ကိုထပ်ပြီးချက်တက်ပြမှာဖြစ်ပါတယ်။ရှစ်သုံးလေး24လေးနဲ့9ပေါင်း73ဆိုတော့3လေးရှောက်9အပိတ်ဖြစ်မယ်ပေါ့နော်။3လေးရှောက်9အပိတ်လေးလုံးထက်က3တလုံးအပိတ်ရှစ်လေးသုံးဖြစ်ပါတယ်။3အပိတ်ပေါ့နော်။669 843ဆိုတဲ့အတွက်ယူရနီကဒီ6ကို3ချိန်ပေါင်းပြီးတော့9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ဆက်ရှိရှင်းနဲ့၉ပေါင်းခွန်ပေါ့နော် ခွန်ရှိရှိကို၄၀တုံများနဲ့၃ပေါင်း၃ခွန်ရှိတုံများ၃ထဲက၈၆၃သုံးအပိတ်ဖြစ်ပါတယ်သုံးရှိတုံများအပိတ်ပုံတူမှာဖြစ်ပါတယ်ပေါ့နော်နောက်ထပ်၈၆၃အနီးထပ်တွက်ပြပါမယ်၉၃၂၀ခွန်ပေါ့နော်ခွန်၉ပေါင်း၈၆ရမှာဖြစ်ပါတယ် 6ခွန်ခွန်ကိုနေပောင်းရှင်ကိုကိုကို3ပောင်းရှင်စနစ်6ခွန်ကိုနေကနေ3ညာကိုဖြစ်ပါတယ်အဲ့မှာပုံတူအပိတ်နှစ်ခုက6နဲ့ကိုနဲ့ပုံတူတာဖြစ်တယ်ဗောနော်ကိုအပိတ်ချပေးသွားတာဖြစ်ပါတယ်ဒီမှာဆိုရင်ခွန်3 3ညာဆိုရဲ့အတွက်3ကို3ချိန်ဆိုတော့ကိုကိုနဲ့ကိုပေါင်း78 8 9 10 3ဘောနော်အဲ့မှာရှင်ခွန်ခွန်9ဖြစ်ပါတယ် ကိုအပိတ်ချပေးသွားတာဖြစ်ပါရခင်ဗျာချစ်တော်များခွန်ခွန်ခွန်ကိုဆိုရတဲ့တော်များကိုတုံးကြိမ်ပေါင်းကိုနဲ့ထပ်ပေါင်းတာဆိုရင်ကိုရမယ်ပေါ့နော်ကိုတော်များနှစ်နဲ့ပေါင်းတာနှစ်နှစ်ကိုသုံးပေါင်းရှင်းကဒီအပေါ်မှာသုံးနဲ့ပေါင်းရမှာပေါ့နော်တစ်ကိုသုံးပေါင်းရှင်း၄ဖြစ်ပါတယ်၈ကိုတစ်၄ပေါ့နော်ကိုယ်တော်များနင်ကအပိတ်မှာခွန်တုံညာတုံညာဖြစ်ပါတယ် အဲ့ခွန်တုံညတုံညမှာဆိုရင်တုံညတစ်လုံးပုံတူတာဖြစ်ပါတယ်တုံညအပိတ်ပေါ့နော်38တုံညအပိတ်နဲ့9တုံညနဲ့9မှာတုံညအပိတ်ဖြစ်ပါတယ်935 59ကုက14ဆိုတဲ့အတွက်6 9 3ပေါင်းရင်30 6 9 3တုံညမှာ3 9 20နံပါတ်10နဲ့ဆိုရင်တုံည9ခွန်ပုံတူတာဖြစ်ပါတယ်9အပိတ်ပေါ့နော် 432ဖြစ်သွားမယ်ပေါ့နော်ဒီမှာ432နိနေ6နဲ့ပေါင်းရင်17ရမှာဖြစ်ပါတယ်တနိနိကိုနိပေါင်းတာလေလေးကို3ပေါင်းရှင်းခွန်တနိလေးခွန်ပေါ့နော်ဒီတနိနံပါတ်3နဲ့ပုံတူစုမယ်ဆိုရင်ကျွန်တော်တလေးပုံတူထဲက4ဘိတ်89ဖြစ်ပါတယ်3တလီ3 3ကိုပေါင်းရှင်းစနစ်ဆိုရအတွက်2 3 3ကို2ပေါင်းက5 3ပေါင်းရှင်းဖြစ်ပါတယ် နေ358အပိတ်လေးလုံးထဲကသူရှာပြီးတော့တာ963ဖြစ်ပါတယ်3အပိတ်ပေါ့နော်ဟုတ်ကဲ့ဒီနေ့အတိုင်းပဲထပ်ပြီးသွားအောင်မယ်ဆိုရင်ပေါ့နော်935 9နဲ့9နဲ့ပေါင်းတာ14ဖြစ်ပါတယ်4 9 9ကိုနေပေါင်းရှင်းခွန်ခွန်ကို3ပေါင်း30ဆိုတဲ့အတွက်တန်နည်းအရာ4953မြအပိတ်ဆိုပြီးရတယ်ပေါ့နော်ဒါဆိုရင်20နံပါတ်1မှာ383ညဆိုတဲ့အတွက် ျွန်တော်အဲ့ဒီမှာပုံတူအပိတ်တလုံးထဲရှိတာဖြစ်ပါတယ်။တုံညာပုံတူအပိတ်ဖြစ်မယ်ပေါ့နော်။ Okay 20နှစ်ခုတစ်စလုံးတာထပ်ပြီးအပိတ်နေရာမှာရှားပေးမယ်ဆိုရင်ပေါ့နော်။ရှောက်တစ်တုံးဆိုတော့ပြီးခဲ့တဲ့တပတ်မှာလေးတုံအပိတ်တလုံးထဲပေါ့နော်။ဒီလေးကိုတင်ဆိုတော့လေးတင်ပုံတူထဲကလေးတလုံးအပိတ်၈၉၄ပေါ့နော်။ဒီတပတ်မှာတော့ကျွန်တော်20နှစ်အရနပင်းစလုံးတာဆက်ပြီးရှားပေးသွားခင်မယ်ဆိုရင်တော့တုံညာအပိတ်ဆိုပြီးရတာဖြစ်ပါတယ်။ โอเคကျွန်တော်တို့ဆက်ပေးမပေးကတော့အဆောင်ကြည့်ရမှာပဲပေါ့နော်မိတ်ဆွေတို့အနေနဲ့မိမိတို့ချိန်နေတဲ့နီးကိုပဲရွေးရှယ်ပြီးတော့အသုံးပြုနိုင်တယ်ခင်ဗျာโอเคဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ